နောက်နေ့မှာတော့ရှောင်းနဲ့မျက်နှာဖုံးဆွတ်ထားတဲ့ကင်းတို့ရဲ့တိုက်ပွဲစတင်ပါတယ်။ကင်းကတော့သူမကြမ်းကြမ်းတမ်းတမ်းတိုက်ခိုက်နေပါတယ်။ဒါကြောင့်ဂျင်တို့ကလည်းသူမအတွက်စိုးရိမ်နေကြပါတယ်။ဒါမှမဟုတ်အဲ့ဒီချိန်မှာပဲရှောင်းကတတိဝင်လာပြီးတော့ကင်းကိုလဲကျသွားအောင်တိုက်လိုက်ပါတယ်။သူမကတော့သူမနိုင်မယ်လို့ထင်နေခဲ့ပါတယ်။ဒါပေမဲ့ဒါကသူထင်တယ်လို့မဖြစ်ခဲ့ပါဘူး။ကင်းကချက်ချင်းပဲသူမရဲ့ခန္ဓာကိုယ်ကိုချုပ်လိုက်ပြီးစမတ်တောင်းခွက်နဲ့ပဲသူကရှောင်းအနိုင်ရပြီးစီမီဖိုင်နယ်တက်သွားခဲ့ပါတယ်။နောက်ပွဲမှာတော့ဖိနစ်နဲ့ပြန်ရမှာပါ။ဂျင်ကတော့စိုးရိမ်သွားပြီးတော့ရှောင်းဆေးဟုန်ချက်ချင်းခေါ်သွားပါတယ်။ ရှောင်းတရီရလာတဲ့အထိသူမရဲ့ဘေးမှာနေနေပါတယ်။တကယ်တမ်းနိုးလာတော့ရှောင်းကတော့သူ့ကိုကြည့်ရဆုံးမမယ်လို့ထင်နေပါတယ်။သူမကငယ်ပြီးမိန်းကလေးဖြစ်လို့မတိုက်သင့်ဘူးလို့လာပြောမယ်လို့ထင်နေပါတယ်။ဒါမှဂျင်ကတော့အန်အောဆရာကောင်းတဲ့စကားပြောလိုက်ပါတယ်။မင်းကအရင်တက်မာရဲ့တက်ခိုက်ရီတမားပဲလို့ပြောလိုက်ပါတယ်။ရှောင်းကတော့အန်အောသွားပြီးဒါဆိုမင်းကငါမိန်းကလေးမဟုတ်လို့ငါကဆုံးမမှာမဟုတ်လားလို့မေးလိုက်ပါတယ်။ဂျင်ကတော့ငါ့ကိုတက်ခိုက်နေတင်ပေးတဲ့အားကောင်းဆုံးလူကလည်းငါအမေပဲ။ အခုထိသူ့လောက်တံမာတဲ့လူမမြင်ဘူးလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာမင်းကလေးကလည်းသူ့အမိတိတ်ဆုံးသွားလို့ဝမ်းနည်းနေမှတီးသွားပြီ။သူ့ကိုနှစ်သိမ့်မှစူးစားပါတယ်။အဲ့ဒီချိန်မှာပဲကင်းကလည်းအပြင်ဘက်မှာရက်နေခဲ့ပါတယ်။သူကတော့ရှောင်းအောင်တတ်တာလားဆိုတာလာကြည့်ပုံရပါတယ်။သူကတကားခလုတ်ကိုမှားနှိမ့်မိလိုက်ပြီးတကားပွင့်သွားခဲ့ပါတယ်။ဒါမဲ့ဂျင်းတို့ကလှည့်ကြည့်လိုက်တော့သူ့ပျောက်သွားခဲ့ပါပြီ။ပြီးတဲ့နောက်မှာတော့ကင်းနဲ့ဖီနီတို့ရဲ့တိုက်ပွဲအခြေအုံရောက်လာခဲ့ပါတယ်။ သူတို့ကအားကောင်းဆုံးပြိုင်မှတ်တွေတည်းတယောက်ဖြစ်ပြီးပြိုင်ပွဲရဲ့အလားအလာရှိတဲ့သူတွေလည်းဖြစ်ပါတယ်ပြီးတာနဲ့စတင်တိုက်ခိုက်ကြပါတယ်နှစ်ယောက်စလုံးကရမ်းစိတ်လှုပ်ရှားနေကြပါတယ်ဖီနစ်ကဂင်းကိုအစာပိုင်းမှာအသာစီးနဲ့ထိုးချိန်နေပါတယ်ဒါပေမဲ့ဂင်းကလည်းအချင်းမဟုတ်ပါဘူးသူကအခွင့်ရေးရတာနဲ့ဖီနစ်ကိုဖမ်းချုပ်လိုက်ပြီးတော့မေကြီးနဲ့ဆောင်းချလိုက်ပြီးကြမ်းကြမ်းတမ်းတမ်းပွဲသိမ်းလိုက်ပါတယ်ဂင်းကတော့သူ့ကိုဂင်းလို့ထင်နေပေမဲ့တကယ်တော့ဒါဂင်းမဟုတ်ပါဘူးဟိဟိုက်ချေကတော့ဂင်းကိုမင်းနဲ့တိုက်ရမယ့်သူကဘလို့လူလဲဆိုတာတိပြီမလားလို့ပြောလိုက်ပါတယ် တကယ်တော့အိုးကကင်းစစ်ကိုတက်လိုက်တာပါဒါပေမဲ့ဒီကင်းကတော့ကင်းစစ်ရဲ့ပုံစံအတူခိုးပြီးတော့အနိုင်ရဖို့လာတဲ့တခြားလူတယောက်ပါပဲပြိုင်ပွဲမှာတော့ကင်းကဖင်းဒီကိုအနိုင်ရပြီးတော့နောက်ဆုံးဘောလူပွဲကိုကင်းနဲ့ချင်းတော့တိုက်ရမှာဖြစ်ပါတယ်သူတို့ရဲ့တိုက်ပွဲကတော့မရက်ဖတ်မှာဆမှာပါပြီးတော့ဒီနေ့တိုက်ပွဲတွေကပြီးသွားခဲ့ပါတယ်။ညပိုင်းမှာတော့ဟေးရအချီကသူ့ရဲ့လက်အောက်ငယ်သားတယောက်နဲ့စကားပြောနေပြီးတော့အိုးခါကိုထိန်းချုပ်ဖို့နဲ့နှဆိုးမျိုးပီဇာကိုလေးလာမယ်ကြောင်းပြောနေပါတယ်။ပြီးတော့အဲ့ဒီနေရာနေထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့မင်းကလေးတယောက်ကတော့ရုတ်တရက်ပေါ်လာပြီးသူ့ကိုထိုးဖို့ကြိုးစားပါတယ်ပြီးတာနဲ့သူမကတော့ဆွဲပြပြန်ပြီးစမ်းတခိုးကြီးလုပ်ပြောလိုက်ပါတယ်ဟိယချီကတော့သူမရဲ့စကားကိုနားမထောင်ပဲသူ့ကိုကန်မြောက်ပြီးတော့ထိုးလိုက်ပါတယ်ပြီးတာနဲ့ဆက်ထိုးဖို့လုပ်နေတော့ဂျင်းကသူ့ကိုမြင်သွားပြီးတော့ကောင်မလေးကိုကာကွယ်ဖို့ပြေးသွားပါတယ်သူ့ဖိုးကတော့သူ့ကိုထားလိုက်တော့ကျွန်တော်သူ့ထောက်တောင်းလုံးလိုက်မယ်လို့ပြောလိုက်ပါတယ်သူ့ဖိုးကတော့သဘောမတူပဲဆက်ထိုးချင်နေပေမဲ့ဂျင်းကတော့သူ့ကိုတားလိုက်ပြီးတော့ကောင်းပြီလို့ပြောပြီးထောက်သွားခဲ့ပါတယ်ဟိယချီထောက်သွားပြီးတဲ့နောက်မှာဂျင်းကကောင်မလေးကိုထုတ်ပြီးတော့ဘာလို့အဲ့ဒီလိုလုပ်တာလဲလို့မေးလိုက်ပါတယ် ကောင်မလေးကတော့မင်းကကိုကိုကိုကောင်းတဲ့လူလို့မထင်နဲ့မင်းသူ့အဖိုးလို့ခေါ်တာငါကြားတယ်မင်းကမိရှိမမျိုးနွယ်ရပဲမင်းဖိုးကငါမေ့ရဆွဲပြခိုးသွားတာလို့ပြောလိုက်ပါတယ်ဂျင်းကငါတို့ဘာမှမခိုးဘူးတယောက်ယောက်ကငါတို့ရောင်းလို့ဝဲခဲ့တာလို့ပြောလိုက်ပါတယ်မင်းကလေးကတော့အဲ့ဒီလူမရောင်းခင်ကလေးကမင်းအဖိုးနှောက်ရှက်နေလို့ငါမယောင်ပွက်ထားတာလို့ပြောလိုက်ပါတယ်ဂျင်းကတော့ငါအဲ့ဒီလေဆွဲလို့တယ်အိုးကငါမေ့တက်သွားတာငါသူ့ကိုလက်စားချေရမယ်ဒီတိုက်ပွဲပြီးရင်မင်းကိုပြန်ပေးမယ်လို့ကတိပေးတယ်လို့ပြောလိုက်ပါတယ်မင်းကလေးကတော့မင်းဘာမှမသိဘူးပဲမင်းဖိုးကရန်တားရဲကိုလှုပ်ပေးခဲ့တာသိရလားမင်းထင်တယ်လို့မင်းဖိုးကကောင်းတဲ့လူမဟုတ်ချင် မင်းပြောတဲ့အတိုင်းလက်စားချေဖို့လုပ်တယ်ဆိုမင်းတကယ်ချေရမှာမင်းဖိုးပဲလို့ပြောလိုက်ပါတယ်အဲ့ဒီစကားကိုကြားတော့ဂျန်အော်သွားပြီးသူ့ဖိုးကအဲ့ဒီကိစ္စနဲ့ပတ်သက်နေရယ်ဆိုတာနားလေသွားပါတယ်။ဒါကြောင့်မနက်ဖြန်တိုက်ပွဲပြီးရင်မင်းဟလေဆွဲကိုပြန်ပေးမယ်။ဒါမဲ့ငါလက်စားချရမယ်လို့ပြောပြီးသူ့ကိုထားခဲ့ပြီးထွက်သွားခဲ့ပါတယ်။ဒါမဲ့မင်းကလေးကတော့သူမထွက်သွားခင်မှာပဲ။မင်းနဲ့မင်းအခုတိုက်မဲ့ကင်းကဘွားတူတွေပဲ အခုကင်းကိုကင်းစစ်ကမွေးစားထားတာဒါမဲ့သူ့ကိုလည်းအိုးကပဲတတ်သွားတာပဲဒါမဲ့မင်းနဲ့မတူတာတော့သူကမိဘမဲ့ကေဟာကိုထောင်ပုံပတ်ဆက်လွန်လို့ပြန်မွေးတဲ့ဝင်ခဲ့တာလို့ပြောလိုက်ပါတယ်နောက်နေ့မှာတော့ဂျင်းနဲ့ကင်းတို့ရဲ့တိုက်ပွဲစတင်ခဲ့ပါတယ်ပွဲစတာနဲ့ကင်းကဂျင်းကိုအားကုန်တုံးပြီးတိုက်ခိုက်နေပါတယ်ဂျင်းကိုပြန်ထိုးခွင့်မတအောင်ဇက်တိုက်ထိုးနေခဲ့ပါတယ်ဂျင်းကတော့မနေ့ကကောင်မလီပြောခဲ့တဲ့စကားကိုစဉ်းစားနေခဲ့ပါတယ်ဟေးဟချေကလည်းအိုးကပေါ်လာမလားဆိုတာကြည့်ဖို့ဆွဲပြောက်ခဏခဏကြည့်နေခဲ့ပါတယ်တစ်ဖက်မှာတော့ကင်းကဂျင်းကိုဖမ်းချုပ်ထားပြီးအပြီးတတ်တော့မဲ့ချိန်မှာပဲဂျင်းကသူ့ရဲ့အင်အားကုန်လုံးအတုံးကယုံလိုက်ပါတယ်သူ့မိတ္တလက်စားချေရမယ်ဆိုတာလည်းတတိယသွား ါပါတယ်။ဒါကြောင့် JN သူ့ရဲ့အစွမ်းကုန်ထုတ်တုံးပြီးသူ့ရဲ့ပါဝါရီတုံးပြီးကင်းုံမနာတဲ့ထိုးနေခဲ့ပါတယ်။ကင်းုံပြန်တိုက်ဖို့အခွင့်အရေးမပေးဘဲထိုးနေခဲ့ပါတယ်။ ဒါကြောင့်ကင်းကိုအနိုင်ရသွားခဲ့ပါတယ်ပြီးတော့သူကလဲနေတဲ့ကင်းရှူသွားပြီးပြိုင်မွေးရဲ့ပတ်စံတွေကိုမင်းတော်ပဲငါမယူဘူးလို့ပြောလိုက်ပါတယ်ဘာလို့လဲဆိုတော့ကင်းကအနိုင်ရငွေနဲ့ requirement ကြီးအောင်မှသူတိထားလို့ပါပဲပြီးတော့ဂျင်ကလက်ဝိတ်ခွင့်ထပ်သွားတော့ဂျင်ရဲ့ရှေ့မှာသူ့ဖိုးရက်နေရာကိုတွေးလိုက်ရပါတယ်မင်းရဲ့နေရာဒီနေရာပဲပြိုင်မွေးရဲ့ဆူကိုထိုက်တန်ကြောင်းပြပေါ့ငါ့ကိုရင်ဆိုင်ပြီးအနိုင်ရအောင်ဟုတ်တယ်မင်းငေါ့မနိုင်ပဲထပ်သွားလို့မရဘူးလို့ပြောလိုက်ပါတယ်ဂျင်ကတော့ကောင်းပြီဒါပေမဲ့မိကုန်းတစ်ခုမေးမယ်ခမရကဘာဘောကတားရင်ကိုလှုပ်ပေးခဲ့တာလားလို့မေးလိုက်ပါတယ်သူ့ဖိုးကတော့ဟုတ်တယ်လာစမ်းမင်းရဲ့အစွမ်းကုန်ပြစမ်းလို့ပြောလိုက်ပါတယ်ပြီးတာနေဂျင်လည်းသူ့မျက်နှာမှာအဆုံးမရှိ တဲ့ဒေါသတွေနဲ့တိုက်ခိုက်ဖို့လှုပ်လိုက်ကြပါတယ် ဟေးဟချီကတော့ပွဲစားမှာပဲသူကခန္ဓာကိုယ်ကြီးတဲ့အာသာကြောင့်တုံးပြီးအသာစီးနဲ့တိုက်နေပါတယ်။ဒါမှဂျင်ကသတိဝင်လာပြီးတိုက်ခိုက်မှုတွေအကုန်လုံးရှောင်းကသူ့ရဲ့ဆွမ်းအားကိုတုံးပြီးထိုးလိုက်ပါတယ်။ဒါကြောင့်မဟေးဟချီကမြေပေါ်လဲကျသွားခဲ့ပါတယ်။ဒါမှသူပြန်ထလာခဲ့ပြီးဂျင်ကိုအပြာရောင်လျက်စီးတွေတုံးပြီးနယံပောက်ကိုလှုပ်ပစ်လိုက်ပါတယ်။ပြီးတော့သူကစိတ်ဆိုးနေပြီးဒီနေ့အိုးကမပေါ်လာမင်းကိုတပ်ပစ်မယ်လို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲဂျင်ကသူ့အမေနဲ့လေ့ကျင့်ခဲ့တာတတိယသွားပါတယ်။သူ့အမေကတော့ဘလောက်အကောင်ကြီးတဲ့လူဖြစ်ဖြစ်ကာစားမမျိုးနဲ့တိုင်းနဲ့အနိုင်တိုက်နိုင်တယ်လို့ပြောခဲ့ပါတယ်။ဒါကြောင့်ဂျင်ကလည်းသူ့အမေရဲ့မျိုးနဲ့ဖြစ်ခဲ့တဲ့ကာစားမအတွက်နဲ့သူ့ဖိုးဟန်ချက်ပြတ်သွားအောင်တိုက်လိုက်ပါတယ်။ ်ပြီးတော့ခြေကန်ချက်တွေနဲ့ဇက်တိုက်တက်ခိုက်လိုက်ပါတယ် ပြီးတော့သူ့မျက်လုံးနဲ့အနီအောင်ပြောင်းသွားပြီးအဲ့ဒီဒေါသနဲ့ပဲသူ့ဖို့အမျိုးပေါ်လဲကျသွားစီပါတယ်ဒါကြောင့်သူကင်ထားရဲ့ဆွဲပြရလဲလက်ထက်ကလွတ်ကျသွားပါတယ်ပြီးလာနဲ့ကောင်းကင်ကြီးလည်းအဆိုင်အောင်ပြောင်းသွားပြီးအိုးကလည်းကောင်းကင်ကနေကြောက်စရာကောင်းတဲ့ပုံစံနဲ့ရှင်းလာခဲ့ပါတယ်ဂျင်းကသူ့ကိုမြင်တော့သူ့မိတည်ခဲ့တာအတွက်အရန်စိတ်ဆိုးသွားခဲ့ပါတယ်ဒါကြောင့်သူကအိုးကိုလက်စားချေဖို့အချိန်ပဲဆိုပြီးပြေးကန်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဂျင်းရဲ့တငယ်ချင်းတွေအကုန်လုံးကစိတ်ပူနေကြပါတယ်။ဘာလို့လဲဆိုတော့ဂျင်းကတုံးကြည့်တိုက်ပြီးတာတော့အနားမယူပါသေးပါဘူး။သူ့ခန္ဓာကိုယ်ကလည်းဒဏ်ရာရထားပါတယ်။ဒါပေမဲ့ဟေးအချေကတော့အားလုံးကိုတားလိုက်ပြီးတော့ဒါသူ့ရဲ့တိုက်ပွဲဘယ်သူမှဝင်မပါနဲ့လို့ပြောလိုက်ပါတယ်။ တယ်။အဲ့ဒီချိန်မှာပဲဂျင်းကအိုးကနဲ့ပြန်လဲတိုက်ခိုက်နေပြီးတော့6တောင်းနဲ့ကန်ကလွန့်ပြလိုက်ပါတယ်။ဒါမဲ့အိုးကလည်းမလွယ်ပါဘူး။ပြန်ထလာပြီးဂျင်းကအားနဲ့ထိုးလိုက်ကသူ့သူ့ကို6တောင်းကနေဆွဲမြေပေါ်ကင်ပေါက်လိုက်ပါတယ်။အားလုံးကဝေးပါခြင်းနေကြပါမယ်။ဟေးကချီကတော့တားလိုက်ပါတယ်။သူကရက်ကြီးနေပြီးတော့သူ့မြေကိုသူ့ရှင်မှာရက်ခံနေရတာလွတ်ထားပါတယ်။ဂျင်းကတော့တေလူမတက်ဖြစ်ပြီးတဲ့နောက်မှာလက်စားချင်းချင်းစိတ်တွေနဲ့လောင်ကျွမ်းနေခဲ့ပါတယ်။ဒါကြောင့်အိုးကရေကုန်ရေကန်ဒရဂျန်တိုက်ခိုက်လိုက်ပါတယ်။အားလုံးကလည်းကြည်နေပြီးသူ့ရဲ့အင်အားကိုအန်ဟောနေကြပါတယ်။တားရရလည်းမခံနိုင်တော့ပဲမြေပေါ်လဲကျသွားပါပြီ။ဟုတ်ပါတယ်ဂျင်းနိုင်သွားခဲ့ပါပြီ။ဒါမှမဟုတ်ရုတ်တရက်ပဲကောင်းငယ်အစိမ်းရ ောင်ပြတ်တောက်လပလာပြီးအိုးကောင်ဆွမ်းအင်နေပေးလိုက်တာသူတို့ရှိနေတဲ့အကွင်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါကြောင့်အားလုံးလဲနေပြီးမလုံနိုင်ကြတော့ပါဘူး။သူတို့အပေါ်ကြီးလိုက်တော့အိုးကောင်ပုံစံပြောင်းလာတာသူ့ရဲ့အင်အားလေးတိုးလာခဲ့ပါတယ်။ဖေးဟချီကလည်းဒါကိုကြည့်ပြီးပြုံးနေပါတယ်။အဲ့ဒီချိန်မှာအိုးကအချင်းကိုတိုက်လိုက်ပါတယ်။ဒါမှမဟုတ်ဒါကသူ့ရဲ့စတုတ္ထမြောက်တိုက်ပွဲပါပဲ။ဒါကြောင့်သူကမခံနိုင်တော့ပဲမြေပေါ်လဲကျသွားပါတယ်။ သူတငယ်ချင်းတွေကလည်းသူ့အမြင်တော့အိုးကတိုက်ဖို့ဝင်လာကြပါတယ်။ဒါမဲ့သူတို့မနိုင်နိုင်ပါဘူး။ဂျင်းကသူတို့ဟင်းတော်မှာလဲနေပြီးတော့သူ့အတွက်သူတငယ်ချင်းတွေရုန်းကန်နေရတာကိုမြင်နေရပါတယ်။သူတို့ကအိုးကထိုးနေပြီပဲသူတို့ကမနိုင်နိုင်ကြပါဘူး။ရှောင်းကလည်းလေပဲညှစ်ခံပြီးအတော်လေးကိုမဟန်တော့တဲ့အချိန်တွေပါ။ဂျင်းကတော့ရှောင်းဖမ်းထားတာကိုမြင်ရပြီးသူ့အမိတိတ်ဆုံးခဲ့တဲ့မြင်ကွင်းပြန်တရီရသွားပါတယ်။သူဖြစ်ခဲ့တဲ့အရာအားလုံးနဲ့သူအားနည်းလို့နောက်တစ်ချိန်ရှုံးတော့မယ်ဆိုတာတရီရသွားပါတယ်။ဒါကြောင့်မဟုတ်ဘူး။ငါနောက်ချိန်မရှုံးလို့သူ့ကိုသူပြောကအတင်းထပြီးသူ့မျက်လုံးတွေလည်းညည်းရလာခဲ့ပါတယ်။ သူအတွက်ကနောက်ဆုံးမျိုးရုံးဗီဇာနောက်ဆုံးတော့ပေါ်လာခဲ့ပါတယ်။ဒါကြောင့်သူလည်းအိုကရှီကိုခုံလိုက်ပြီးခြေထောက်နဲ့ကန်လိုက်ပါတယ်။ဒါကြောင့်အိုကလည်းရက်စိတ်ဆိုးသွားကအပေါ်ပြန်တက်ပြီးဂျင်ကိုတစ်ချက်တည်းထိုးလွှင့်ပစ်လိုက်ပါတယ်။အားလုံးကလည်းအံဝန်းနေကြပါတယ်။ဂျင်ကလည်းအာမလျှော့ပဲတားရက်ရှိကိုအစွမ်းကုန်ပြစ်တက်ပြီးသူ့ကိုကြမ်းကြမ်းနဲ့နဲ့တိုက်ခိုက်လိုက်ပါတယ်။ ပီတာနဲ့လက်သီးနဲ့ဆက်သနက်ပစ်တယ်လို့ထိုးနေတော့အိုးကလည်းဘာမှမမြင်နိုင်တော့ပါဘူး။ပီတာနဲ့သူ့ရဲ့မေးစီကိုဆွဲကင်ပြီးခေါင်းနဲ့တိုက်လိုက်တာအဆုံးသတ်ပေးလိုက်ပါတယ်။နောက်ဆုံးမှတော့အိုးကလည်းရှုံးသွားခဲ့ပါတယ်။သူ့ရဲ့အချိန်ဝါကလည်းအဲ့ဒီနေရာနေပျောက်သွားပြီးခေါင်းငယ်ကလည်းပုံမှန်တိုင်းပြန်ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်အားလုံးကလည်းပျော်နေခဲ့ကြပါတယ်။ဒါမဲ့ဟေးရချေကတော့ဂျင်းရှီကိုချောက်လာခဲ့ပြီးတော့ငါမင်းကိုတတ်မယ်။မင်းခိုးတဲ့နတ်ဆိုးမျိုးဗီဇာရရန်အန်နေများတယ်။ ဒါကြောင့်မင်းသိရမယ်လို့ပြောလိုက်ပါတယ်။ပြီးတာနဲ့သူကသူ့တနတ်နဲ့ဂျင်းုံပြစ်လိုက်တော့ဂျင်းလည်းမြေပေါ်လဲကျသွားခဲ့ပါတယ်။နောက်ဆုံးချိန်မှာတော့သူ့အမေမြင်နေရပြီးသူ့မျက်လုံးကသူမယုံနိုင်ဖြစ်နေခဲ့ပါတယ်။သူကအယမ်းပြော့နေခဲ့ပြီးသူ့မအောင်ဖောက်ဖို့သွားပေမဲ့သူမလုံးနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူ့ကိုယ်ရေနဆိုးမျိုးဗီဇာလှုပ်ရှားလာပြီးဂျင်းကကြောက်စရာကောင်းတဲ့အသွင်ကိုပြောင်းသွားခဲ့ပါတယ်။သူကတော့ဟေးရချီကိုဖမ်းပြီးထိုးလိုက်ပါတယ်။ပြီးတာနဲ့ဂျင်းကသူ့ရှီကိုပြန်တက်ပြီးသူ့ဖို့ရရဆက်ဆက်ပဲမနာနဲ့ထိုးချိန်နေခဲ့ပါတယ်။အားလုံးကလည်းသူ့ကိုကြည့်နေပြီးတော့ဘာဖြစ်နေမှန်းမသိကြပါဘူး။သူ့ဖို့ကလည်းသူ့ရဲ့လက်အောက်မှာဆုပ်ပြတ်နေပြီးတော့တည်ရုံးမဲ့ပုံပါပဲ။ ဒါပေမဲ့ဂျင်းကတော့နောက်ဆုံးချိန်မှာသူ့ကိုထိုးချိတာကိုရက်လိုက်ပြီးတော့အားလုံးကိုလည်းထားခဲ့ပြီးပြန်ထွက်သွားခဲ့ရင်လည်းဒီ enemy လေးလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီ enemy လေးကတော့ season 1ထိပဲထွက်သေးပါတယ်။အဆုံးထိချိပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။